လျင်လှုပ်ခတ်ခဲ့တဲ့ဒေတာတွေမှာ internet line phone line ခတ်ခဲ့တွေကြောင်းသတင်းစစ်မှုကန့်သက်ချက်တွေဖြစ်ပေါ်နေခြင်းငလင်ဘေးရဲ့နေရင်ဆိုင်နေကြတဲ့မြန်မာပြည်သူတွေအတွက်ငလင်နဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာတွေငလင်တန်ခံရပြီးနောက်ဆက်တွဲတည်တင်တည်ထိုက်တဲ့အချက်အလက်တွေကိုမျှဝေပေးနိုင်မှုမြစီမာရေဒီယိုကငလင်အထူးအစီအစဉ်အနေနဲ့ရေဒီယိုဆက်ကလေးရှိတာနဲ့ဖမ်းယူလို့ရမယ်မြစီမာ short wave radio ကိုတရက်လျင်မနက်9:00နာရီတစ်ချိန်ည9:00နာရီတစ်ချိန် ဒီကနေ့ဧပြီလတရနေ့ကနေ၁၀ရက်နေ့အထိ၁၀ရက်တိတိထုတ်လွှင့်သွားမှာဖြစ်ပါတယ်။မြစီမရေဒီယို မနက်ပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်မနက်9နာရီကနေ9နာရီခွဲထိလိုင်းဒိုမီတာ31မီတာ9.43မဂါဟက်စကနေဖမ်းယူနာဆင်နိုင်ပါတယ်။မြစီမရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ည9နာရီကနေ9နာရီခွဲထိလိုင်းဒိုမီတာ16မီတာ16.5မဂါဟက်စကနေထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ မြစီမရေဒီယိုအစီအစဉ်ကိုမြစီမရဲ့ online platform အစုံကနေလဲတပြိုင်တည်းထုတ်လွှင့်တင်ဆက်ပေးနေတာဖြစ်လို့ online ကနေလဲနားဆင်နိုင်ပါတယ်ရှင်မင်္ဂလာပါရှင်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးပေကင်းလုံခြုံပြီးစိတ်ချမ်းသာကိုကြမ်းမှရှိကြပါစေလို့မြစီမရေဒီယိုဖွဲ့သူဖွဲ့သားတွေကဆုတောင်းမြတ်တာပို့သားလိုက်ပါတယ်ဧပြီလ6ရက်တနင်္ဂနွေနေ့ညနေပိုင်းမေဇမဗီဒီယိုအစီအစဉ်ကိုမြန်မာစံတော်ချိန်ညနေ9:00ခန်းနဲ့9:00ခွဲထိထုတ်လွှင့်နေပါပြီ။ကျွန်မကတော့ရှောမ ဒီကနေ့မှာတော့ငလင်ကယ်ဆယ်ရေးအဖွဲ့တွေချုပ်တင်ခွင့်ပြုချက်တောင်းခံရမယ်လို့စစ်ကောင်စီပြောတဲ့သတင်းနဲ့အတူငလင်ကြောင့်အဆောက်အုံပေါင်း9000ကျော်ပျက်စီးထိခိုက်ခဲ့တယ်ဆိုတဲ့သတင်းအပါအဝင်နောက်ဆုံးရငလင်နဲ့ပတ်သက်တဲ့သတင်းတွေကိုနားဆင်ကြရပါမယ်။အဲ့နောက်မှာတော့ငလင်အချောင်းပြပြီးငွေလိမ်နေတဲ့ page တွေအကြောင်းတိတ်ဆုံးခန္ဓာကိုယ်နဲ့ပတ်သက်တဲ့အယူဆအလွဲတွေအကြောင်းစိတ်ပိုင်းဆိုင်ရာရှေးဥတုနာပြုစုနေအကြောင်းတို့ကိုဆက်လက်ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်။ခုကတော့ပထမဆုံးအနေနဲ့ပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ မင်္ဂလာပါရှင်ငလင်းနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးပါရမယ်ကျမကတော့ကြိုချမ်းပါအားပြင်းငလျင်ကြောင့်နိုင်ငံအတွင်းထိခိုက်ဆုံးရှုံးမှုများပြားနေတဲ့ကာလမှာကုညီကစေးရေးဆောင်ရွက်မဲ့အဖွဲ့တွေအနေနဲ့ကြိုတင်ခွင့်ပြုချက်တောင်းခံရမှာဖြစ်တယ်လို့စစ်ကောင်စီဒုတိယခေါင်းဆောင်ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းကဧပြီလ9ရက်နေ့ကနေပြည်တော်မှာလုပ်တဲ့အစည်းအဝေးမှာပြောကြားလိုက်ပါတယ်။ ဘဲကူညီကယ်ဆယ်ရေးအဖွဲ့အစည်းမစိုးတီးခြားလွတ်လပ်စွာရပ်တည်ပြီးဆောင်ရွက်ခွင့်မရှိဘဲစစ်ကောင်စီစီမှကြိုတင်ခွင့်ပြုချက်တောင်းခံထားမှာဖြစ်တယ်လို့ဆိုပါတယ်ဒါအပြင်သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေနဲ့အတူတကွပူးပေါင်းဆောင်ရွက်မှာပဲခွင့်ပြုပေးသွားမယ့်ကိစ္စကိုမူဝါဒတရက်အနေနဲ့ဆောင်ရွက်သွားဖို့လူကြောင်းစစ်ကောင်စီဒုကောင်းဆောင်ကပြောပါရယ် ကိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေအနေနဲ့လည်းသက်ဆိုင်ရာနယ်မြေတွေကိုရောက်ရှိလာတဲ့ကုညီကယ်ဆယ်ရေးအဖွဲ့တွေ NGO တွေကိုစစ်ကောင်စီရဲ့ကုညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူတကပူးပေါင်းဆောင်ရွက်မှာသာခွင့်ပြုပေးသွားဖို့သူကညွှန်ကြားထားတာပါပေးကြတဲ့ဧပြီလ၁ရက်နေ့မှာငလျင်ဘေးတင်ပြည်သူတွေအတွက်ထောက်ပံ့ရေးပစ္စည်းတွေတင်ဆောင်လာတဲ့တရုတ်ချက်ချင်းဒီအတင်းကရန်နံကိုနှောင်းချိုးမြို့နယ်အုံမရီကျေးရွာနာမှာစစ်ကောင်စီတပ်ကတနက်နက်ပြစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်စစ်ကောင်စီပြောရင်းဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းက ဲ့ဒီအဖွဲ့ဟာစစ်ကောင်စီရဲ့သက်ဆိုင်ရာတန်ယုံစစ်တန်ယုံတွေကိုဆက်သွယ်ခြင်းမရှိခဲ့ကြောင်းစစ်ကောင်စီလုံခြုံရေးအဖွဲ့တွေကစစ်ဆေးမှုဆောင်ရွက်ဖို့တားဆီးတာမှာရပ်တန့်ခြင်းမရှိတဲ့အတွက်တနက်မိုးပေါ်ထောင်ပြီးတော့တုံးချက်ပစ်ဖောက်ခဲ့ကြောင်းဧပြီလ၂ရက်နေ့မှာပြောဆိုခဲ့ပါတယ်ဧပြီလ3ရက်နေ့ကလည်းငလျင်ဘေးအထွတ်ရှောက်ဖွေကဲဆေးရေးလုပ်ငန်းတွေမှာစေတနာအလျောက်လာရောက်ကူညီလုပ်ကင်တဲ့အိန္ဒိယနိုင်ငံသားတစ်ယောက်ကတနက်ပြောင်းရှိကဲဆေးရေးလုပ်ဖို့မတက်ဆွမ်းနိုင်ဆိုပြီးတော့နေရက်ပြန်သွားတဲ့ဖြစ်ရလဲရှိခဲ့ပါသေးတယ်။ လက်ရှိမှာငလျင်ဘေးအတွက်နိုင်ငံပေါင်း26နိုင်ငံကအရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့တွေကမြန်မာကနေကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ပူးပေါင်းပြီးဆောင်ရွက်နေတယ်လို့စစ်ကောင်စီရဲ့ပြောဆိုမှုအရသိရပါတယ်။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့်မြန်မာနိုင်ငံမှာရှိတဲ့မြို့နယ်330တဲကမြို့နယ်ပေါင်း60နီးပါးမှာနေထိုင်ကြတဲ့လူဦးရေ18တန်းလောက်ဟာထိခိုက်မှုရှိမယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရှုံး UNOCHA မြန်မာကမနေ့ကထုတ်ပြန်ထားပါတယ်။ ဒီကမ္ဘာအပြင်းထန်ဆုံးနေရာဒေသကတော့လူသန်းပေါင်းများစွာဟာကလျက်ဆက်မီတန်ရှင်းနဲ့တောက်သုံးရေးစားနပ်ရိက္ခာနဲ့ကျန်းမာရေးစောက်ရှောက်မှုမရတာဒါမှမဟုတ်လုံလောက်မှုမရှိတာတွေနဲ့ကြုံတွေ့နေရတယ်လို့လည်း UNO ချာမြန်မာကပြောထားပါတယ်ရှင်အိန္ဒိယဟာမလင်တန်တင်းတဲ့မြန်မာနိုင်ငံကိုအစားအစာအကူအညီ metric တန်ချိန်442တန်လွှဲအပ်ပေးပို့ခဲ့ကြောင်းသိရပါတယ်မြန်မာနိုင်ငံတီလဝါစိတ်ကမ်းမှာစိုက်ကဲရောက်ရှိနေတဲ့ရေတက်တင်မောတစင်းကားနဲ့တစင်း Operation Burma ရဲ့တစိမ့်တစ်ပိုင်းဒေတာဖြစ်တဲ့ငလင်တန်သိမြန်မာပြည်သူတွေအတွက်ပေးအပ်တဲ့အစားအစာအကူအညီတွေကိုအိန္ဒိယကဧပြီလ9ရက်နေ့မှာစစ်ကောင်စီခန့်ရန်ကုန်တိုင်းဝင်ကြီးထံကိုလှည့်ပြောင်းပေးအပ်ခဲ့တာဖြစ်ပါတယ်။မြန်မာမှာမတ်လ28ရက်နေ့ကပြင်အား9.8ရှိတဲ့အင်အားပြင်းငလင်နှုတ်ခတ်ပြီးတဲ့နောက်လူပေါင်း3000ကျော်တိဆုံးခဲ့ပြီးဖြစ်ပါတယ်။အဲ့ဒီကြီးကျယ်ထိခိုက်ပျက်စီးစေခဲ့တဲ့ငလျင်နှုတ်ခတ်ပြီးတဲ့နောက်အိန္ဒိယဟာရှာဖွေကယ်ဆယ်ရေး SAR လူသားချင်းစာနာမှုအကူအညီဘေးအန္တရာယ်အကူအညီရေးနဲ့ဆေးပတ်ဆိုင်ရာအကူအညီပါဝင်လိုအပ်တဲ့အကူအညီတွေကိုပေးအပ်မဲ့ Operation Bamma ကိုစတင်လှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။၂၄နိုင်တွင်အိန္ဒိယဟာလူသားချင်းစာနာမှုအကူအညီနဲ့ဘေးအန္တရာယ်အကူအညီမှု HDR အကူအညီပစ္စည်းပထမဆုံးတုပ်ကိုပေးပို့ခဲ့ပါတယ်။အိန္ဒိယကပေးပို့တဲ့အဲ့ဒီအစားအစာအကူအညီတွေထဲမှာ San Metric တန်ချိန်၄၅တန်ဟင်းချက်စီ Metric တန်ချိန်၃၀ ဒီစကော့မက်ထရစ်တန်ချိန်9တန်နဲ့အတင်စားခောက်ဆွဲတုံမက်ထရစ်တန်ချိန်2တန်ပါဝင်တာဖြစ်ပါတယ်အဲ့ဒီအစားအစာကူညီအားလုံးဟာမြန်မာနိုင်ငံမှာရှိတဲ့ငလျင်တဲ့ပြည်သူတွေရဲ့အရေးကြီးအစားအစာလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးဖို့ရည်ရွယ်ကြောင်းလဲအိန္ဒိယနိုင်ငံသားရဲ့ဝန်ကြီးရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။တိုင်းသာလနဲ့ကန်တပ်ဖွဲ့တွေဟာယာယီပြစ်ခတ်တိုက်ခတ်မှုရက်စဲရေးကိုချိုးဖောက်ပြီးစစ်တပ်ကိုတိုက်ခတ်မှုတွေပြုလုပ်နေတယ်လို့စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်စောမင်းထွန်းကပြောပါတယ်။ ယာယီအပြည့်ရကြောင်းကြေညာထားတဲ့ဧပြီလ2ရက်နေ့ကစလို့ဧပြီလ4ရက်နေ့အတွင်းမှာကချင်လွတ်လပ်ရေးတမရော KIA တရားမျိုးသားလွတ်မြောက်ရေးတမရော TNL အာရခတက်တော် AA ကရနီယမျိုးသားတွတ်တက်ရေးပါတီ KNPP ကရင်မျိုးသားလွတ်မြောက်ရေးတမရော KNL နဲ့ပြည်သူ့ကောင်ရေးတပ်ဖွဲ့ PDF တွေကစစ်ကောင်စီအထိုင်ချရာတပ်ဌာနချုပ်တပ်စခန်းတွေကိုပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းဗိုလ်ချုပ်ဆောင်မင်းထွန်းကဧပြီလ9ရက်နေ့မှာပြောခဲ့တာပါ စက်ကောင်စီရဲ့အဲ့ဒီပြောကြားချက်ဟာမြေပြင်အခြေအနေနဲ့ကန့်ညင်မှုမရှိဘဲစက်ကောင်စီဘက်ကလေကြောင်းနဲ့လက်နက်ကြီးအင်အားသုံးပြီးတိုက်ခိုက်နေတာဖြစ်တဲ့အကြောင်းတော်လရင်အင်အားစုတွေကပြောကြပါဗျ။ဧပြီလ22ရက်နေ့အထိသုံးဘက်ကြားယာယီပစ်ခတ်တိုက်ခိုက်မှုရပ်ဆဲမဲ့အကြောင်းစစ်ကောင်စီကဧပြီလ2ရက်နေ့မှာကြေညာခဲ့ပေမဲ့အဲဒီနေ့ကစလို့စစ်ကောင်စီကရခိုင်မန္တလေးစကိုင်းရှမ်းတောင်မကွေးပဲခူးတနင်္သာရီ စတဲ့တိုင်းနဲ့ပြည်နယ်တွေမှာလေကြောင်းလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့အမျိုးသားညညရေးအစိုးရ NUG တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရဲ့သတင်းထုတ်ပြန်ချက်တွေနဲ့သတင်းရင်းမြစ်တွေရဲ့ပြောကြားချက်တွေအရသိရပါဗျာ။ စစ်ကောင်စီရဲ့ယာယီပြစ်ခတ်တိုက်ခိုက်မှုရက်စဲကြောင်းထုတ်ပြန်ချက်ဟာ6ကြိမ်မြောက်ဘင်္ဂလားပင်လယ်အော်ဗတ်စုံပူပေါင်းဆောင်ရွက်ရေးဘင်စတက်ထိပ်သီးအစည်းအဝေးကိုတက်ရောက်ပြီးနိုင်ငံတကာအသိမှတ်ပြုမှုရရှိရေးချင်းကတာနဲ့သူတို့ရဲ့အာဏာတည်မြဲရေးအတွက်ရှေ့ရှုနေတာဖြစ်ပြီးနိုင်ငံတကာကိုခုရုံလောက်ကလူသားဆန်မှုနိုင်ငံရေးစိတ်ဆန္ဒမရှိကြောင်းနဲ့အပြောနဲ့အလုပ်မကန့်ညှိကြောင်း KNU ကဧပြီလ၄ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ် အေအေကဧပြီလ9ရက်နေ့ကထုတ်ပြန်တာမှလည်းစစ်ကောင်စီဟာကိုရိုင်းတစ်ဖက်သက်ထုတ်ပြန်ထားတဲ့အပြစ်ရကျင်ညာချက်ကိုလေးစားလိုက်နာတာမရှိဘဲကြီးရည်လေတိုက်ခိုက်မှုတွေနဲ့အဆက်မပြတ်တိုက်ခိုက်နေတယ်လို့ဖော်ပြထားပါတယ်။ယာယီပြက်ခတ်တိုက်ခိုက်မှုရက်စက်ပြီးတဲ့နောက်ပိုင်းမှာ NUG ကကောက်ယူထားတဲ့စည်ရင်းတွေအရာ နိုင်ငံအနှံ့မှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု15ကြိမ်လုပ်ခဲ့ပြီးလက်နက်ကြီးတွေနဲ့ပစ်ခတ်တာစစ်ကြောင်းထိုးတာတွေကိုလည်းဆက်လက်ပြုလုပ်နေကြောင်းအဲ့ဒီတိုက်ခိုက်မှုတွေကြောင့်ပြည်သူလူထုထိခိုက်ဆုံးရှုံးသေဆုံးတာရှိကြောင်းအန်ယူဂျီဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေပုံလက်ကပြောပါရယ်နိုင်ငံတကာအနေနဲ့လည်းစစ်ကောင်ဆောင်နဲ့စစ်ကောင်စီရဲ့အလိညာတွေကိုသိမြင်ပြီးပြည်ရမအမှန်တကယ်ဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေကိုသိရှိခွင့်ရမယ်လို့မျှော်လင့်ကြောင်းသူကဆက်ပြောပါရယ် အင်အားပြင်းကလေးလှုပ်ခတ်ပြီးတဲ့နောက်မတ်လ29ရက်နေ့မှာအမျိုးသားညီညွတ်ရေးအစိုးရ NUG ကနှစ်ပတ်ကြာထိုးစစ်အားလုံးရပ်တန့်ထားမှဖြစ်တဲ့အကြောင်းကြေညာခဲ့ပါတယ်။အလားတူဧပြီလ1ရက်နေ့မှာအာရခတက်တော် AA ကိုကန့်တက် MNDAA နဲ့တရံမျိုးသားလူမျိုးရေးတမရော TNL တို့ပါဝင်တဲ့ညီနောင်၃ဖွဲ့တို့ကလည်းတလားကြာထိုးစစ်အားလုံးရပ်တန့်မဲ့လူ၍၎င်း ဧပြီလ2ရက်နေ့မှာကချင်လွတ်လပ်ရေးအဖွဲ့ချုပ် KIO ကသုံးဘက်ကြားကုခံကာကွယ်ရေးလုပ်ငန်းတွေကလွှဲပြီးထွက်စစ်တွေရပ်တန့်မယ်ဟု၍၎င်းအသီးသီးထုတ်ပြန်ကြေညာခဲ့ကြပါတယ်။ မန္တလေးတိုင်းနဲ့စကိုင်းတိုင်းတို့ကငလင်ဘေးတင်ပြည်သူတွေအတွက်အများသုံးအိမ်သာအလုံး80ကျော်ကိုစောက်လုပ်ပေးမှာဖြစ်တယ်လို့ Glory Academy တီချောင်သူကပြောပါတယ်။လက်ရှိမှာငလင်ဘေးတင်ပြည်သူ900ကျော်ခိုးလုံနေတဲ့အမရပူရမြို့နယ်ဘုံဦးကြီးရွာဘုံငလင်ဆောင်အစခန်းမှာအိမ်သာရှစ်လုံးစတင်စောက်လုပ်နေပြီဖြစ်ပြီးတလဝန်းကျင်အတွင်းအပိသက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။ Glory Academy နဲ့ Youth Visionator အဖွဲ့နှစ်ဖွဲ့ပေါင်းပြီးဆောက်လုပ်ဖို့စီစဉ်နေကြတာဖြစ်ပါတယ်။ အဲ့ဒီအဖွဲ့ဝင်တွေဟာပြီးခဲ့တဲ့ဧပြီလ3ရက်နေ့ကဘုံရွာမှာရှိနေတဲ့ဆောက်လုပ်ဆဲအိမ်သားတွေကိုတွားရောက်စစ်ဆေးခဲ့တယ်လို့လည်းသိရပါဗါးငလျင်ဘေးထံတင်ပြည်သူတွေနေထိုင်နေတဲ့စခန်းတွေမှာဦးစားပေးဆောက်လုပ်သွားမှဖြစ်ပြီးလူနေရက်ွက်တွေအတွင်းမှာလည်းဆောက်လုပ်ပေးဖို့စီစဉ်ထားတယ်လို့သိရပါဗါးရေရှည်သုံးဆွဲနိုင်ဖို့အတွက်အငှစ်ချေးတွေရှိမဲ့အိမ်သားချင်းတွေအတွင်းဓာတုပစ္စည်းတစ်မျိုးထည့်ကအရေးထုတ်ဆွန့်လွတ်နိုင်တဲ့စနစ်နဲ့အိမ်သားတိဆောက်သွားမှဖြစ်တယ်လို့လည်းသူကပြောပါဗါး အဲ့ဒီစနစ်နဲ့တိဆောက်ပါကအများဆုံးအိမ်သားဟာ6လကနေတစ်နှစ်အထိအသုံးပြုနိုင်မှာဖြစ်တယ်လို့လည်းသိရပါဗယ်ဘိုးတိုင်တို့အများခေါ်ကြတဲ့အိမ်သားအမျိုးအစားဟာ24သိန်းကျပ်ကုန်ကြမှာဖြစ်ပြီးရေလောင်းအိမ်သားအမျိုးအစားကတော့22သိန်းကျပ်စတင်မှာဖြစ်တယ်လို့လည်းဆိုပါတယ်တန်းစင်ကမှအသုံးပြုမဲ့၃ရေကိစ္စအဆင်ပြေစေဖို့အတွက်လည်းအဝီစီးရေရရှိနိုင်မဲ့နေရာတွေကနေရေတည်ယူသွားမှာဖြစ်တယ်လို့ဆိုထားပါတယ်အိမ်သားတွေမှာ၃ရေလုံလောက်စေဖို့အတွက်ရေ1500ခန်းလန်ဆက်နဲ့ရေတိုင်ကြီးနှလုံး 2000ကလန်ဆတဲ့ရေတန်ကြီးတစ်လုံးအသုံးပြုသွားမှဖြစ်တယ်လို့လည်းဆိုပါတယ်။အေယာဝတီမြေကမ်းနဲ့နီးစပ်တဲ့ဘုံအိုးလိုမျိုးနေရာတွေမှာအိမ်သာချင်းကို6ပေတူးဖို့ရခင်ကစီစဉ်ထားပေမဲ့ရေစိမ့်ဝင်မှုတွေရှိနိုင်တဲ့အတွက်မြေအမှားမှာကျဉ်တူးပြီးကြောက်ခွဲခြေချဆောက်လုပ်ဖို့စီစဉ်ထားကြောင်းလည်းသိရပါတယ်။ Glory Academy ဟာ COVID ကပ်ရောဂါကာလနဲ့ဆရာနာသိမ့်မှုဖြစ်ပေါ်ခဲ့စဉ်ကာလအတွင်းမှာပညာရေးရပ်တန့်သွားတဲ့ကျောင်းသားတွေအတွက်အခမဲ့သင်တန်းတွေဖွင့်လှစ်ပေးနေတဲ့အဖွဲ့ဖြစ်ပါတယ်။ လူငယ်တွေဥဆောင်တဲ့ဒီအဖွဲ့ဟာမန္တလေးမြို့မှာလည်းငွေကြေးခတ်ခဲတဲ့ចောင်းသားတွေအတွက်အခမဲ့စာတင်ဝိုင်းတွေဖွင့်လှစ်ပေးခဲ့ပါသေးတယ်။ you visionator အဖွဲ့ကတော့မြေပြင်မှာစာကြီးတိုင်းနဲ့စေခန်းတွေစတဲ့လူမှုကွန်ရီမှုလုပ်ငန်းတွေကိုလှုပ်ဆောင်တည်ပြီးပညာရေးအတွက်လိုအပ်သူတွေကိုကူညီဆောင်ရွက်ပေးနေတဲ့အဖွဲ့ဖြစ်ပါတယ်ရှင်။ အင်အားပြန့်ကလေးရင်ကြောင့်အဆောက်အုံပေါင်း9223လုံးထိခိုက်ပျက်စီးခဲ့ကြောင်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမြောင်းလှိုင်ကဧပြီလ9ရက်နေ့ကနေပြည်တော်မှာလုပ်တဲ့အစည်းအဝေးမှာပြောကြားကြောင်းဧပြီလ6ရက်နေ့ထုတ်စစ်ကောင်းစီရဲ့ကြေမှုသတင်းစာမှာဖော်ပြပါရယ်အသေးစိတ်စီရင်မရရှိသေးပေမဲ့အဲ့ဒီအဆောက်အုံတွေအပြင်စာတင်ကြောင်း1824ကြောင်းဖုံတော်ကြီးကြောင်းနဲ့သီလရှင်စာတင်တိုက်2952ကြောင်း ဖျားစီတီ4839စုစေယုံဈေးခံ169ခုတရား169စင်းနဲ့ဆယ်မြောင်းတမန်198ခုထိခိုက်ပျက်စီးခဲ့ကြောင်းလဲဆိုထားပါတယ်။ဒါအပြင်ရန်ကုန်နေပြည်တော်မန္တလေးသွားတဲ့ယထာလန်းနဲ့ကားလန်းတွေပျက်စီးတာတချို့ဘူတာတွေပျက်စီးမှုတွေဖြစ်ပေါ်တာအ мян လမ်းမကြီးတလျှောက်အပိုင်း184ခုထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ကြောင်းလဲသိရပါတယ်။ ငလျင်ကျောင်းဧပြီလ9ရက်နေ့အထိတည်ဆုံသူ3455ယောက်တိကတရားရသူ4800ကျော်နဲ့ပျောက်ဆုံးနေသူ214ယောက်ရှိကြောင်းလဲစစ်ကောင်စီကပြောပါရယ်စစ်ကောင်စီကောင်းဆောင်ပူဇော်မှုကြီးမြောင်းလိုင်းဟာငလျင်တန်းကျောင်းတိကတည်ဆုံမှုကလေးအတွက်တယောက်ကိုငွေကျပ်10သိန်းစီထောက်ပံ့ပေးရသောမှဖြစ်ပြီးအဆောင်အုံတိကပြည့်စည်မှုတွေနဲ့ပတ်သက်ပြီးပြည့်စည်မှုအပေါ်မှုတည်ပြီးတော့လဲထောက်ပံ့မှုဆောင်ရွက်ပေးသွားမယ်လို့လဲဆိုပါရယ် လက်ရှိမှာစစ်ကောင်စီရဲ့လျှက်စစ်စွမ်းအားဝင်ကြီးဌာနကသူတို့ဌာနကနေတေဆုံးဝန်ထမ်း2ယောက်တေဆုံးမိခိုမိသားစုဝင်22ယောက်နဲ့တိကတရားရရှိခဲ့တဲ့သူတွေအတွက်ထောက်ပံ့ကြေးပေးပြီးစီမံကိန်းနဲ့ဗန္ဒာရေးဝင်ကြီးဌာနကလည်းငလျင်ကြောင့်တေဆုံးခဲ့တဲ့ဝန်ထမ်းတွေအတွက်ဝင်ကြီးဌာနအစီအစဉ်နဲ့ထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။ အရင်ကလေးန်ကျောက်စက်ကောင်စီရုံးဆိုင်ရာနေပြီးတော့မှလည်းထိခိုက်ပျက်စီးမှုများပြားခဲ့ပြီးကတ္တရာလန်နေမှာအကွဲကြောင်းကြီးတွေဖြစ်ပေါ်ကဝန်ကြီးဌာနရုံးတွေနဲ့ဝန်ထမ်းအင်အားတွေပြိုကျပျက်စီးတာလွတ်တော်အဆောင်အုံတွေပျက်စီးတာနဲ့ပြည်သူတွေရဲ့နေအိမ်ပြိုကျပျက်စီးတာတွေဖြစ်ပေါ်ခဲ့ပါသေးတယ်ရှင်မန္တလေးတိုင်းမန္တလေးမြို့နဲ့အမရပူရမြို့နယ်တွေမှာဧပြီလ5ရက်ည9:00နိုင်ကနေ9:00နိုင်ခွဲဝန်းကျင်အထိမိုးသည်ထန်စွာရွာသွန်းခဲ့ပြီးလေပြင်းထိုက်ခတ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ တိုင်းအိမ်တွေမပြိုပဲအကွဲရထင်တဲ့အိမ်တွေအတွင်းမိုးရေဝင်လာတယ်လည်းရှိပြီးမိုးရွာထဲမှာပဲနေထိုင်နေတဲ့ဒေသခံတွေဟာလည်းယာယီဆောက်လုပ်ထားတဲ့အဆောက်အဦလေးတွေပျက်စီးပြိုကျသွားတာရှိတယ်လို့မန္တလေးဒေသခံတအုပ်ကပြောပါတယ်။ပျက်စီးတွေကြောင့်မထုတ်ယူနိုင်သေးတဲ့ရုပ်လောင်းတွေလည်းရှိနေသေးတဲ့အတွက်မန္တလေးမြို့ခံတွေကစိတ်ပူလျက်ရှိနေတယ်လို့လည်းဆိုကြပါတယ်။ စကိုင်းမျိုးနဲ့မြစ်တာမျိုးမှာလဲဧပြီလ9ရက်နေ့ညကမိုးရွာသွန်းခဲ့တယ်လို့ဒေသခံတွေကလူမှုကွန်ရက်ဒီမှာ post တွေမျှဝေထားကြပါသေးတယ်။စကောင်စီမိုးစလားကလည်းဧပြီလ9ရက်နေ့ည8နာရီခန့်ကအချိန်ခါမဟုတ်မိုးရွာသွန်းနိုင်တယ်လို့လည်းသတိပေးထားပါတယ်။နေပြီးတော့ရန်ကုန်မန္တလေးပဲခူးမကွေးစကိုင်းအီယာဝတီကရင်နီချင်းရခိုင်နဲ့ရှမ်းစတဲ့တိုင်းနယ်ပြည်နယ်တွေမှာနေရာကွက်ကြားကနေနေရာကျကျနဲ့ တနင်္သာရီကချင်းကရင်မွန်စတဲ့တိုင်းနယ်ပြည်နယ်တွေမှာနေရစိတ်စိတ်မိုးထစ်ချုံရွာသွန်းနိုင်တယ်လို့လည်းမိုးစလကဆိုထားပါတယ်အချိန်ခါမဟုတ်မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတွေတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးချိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတာတွေကိုလည်းသတိထားဖို့လိုအပ်တယ်လို့မိုးစလကအကြံပြုထားပါတယ်ရှင် ဆက်လက်ပြီးငလင်းအချောင်းပြပြီးငွေလိမ်နေတဲ့ page အချောင်းကိုဆက်လက်ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်။ငလင်းဘေးတန်ဒေတာတွေအတွက်အချောင်းပြပြီးငွေလိမ်နေတဲ့အကောင့်များစွာရှိနေပါတယ်။ဒီထဲကမြစည်းမကနေလက်လန်းမီတလောက်အတိပြုထားတဲ့အကောင့်တွေကိုဖော်ပြပေးခြင်းပါတယ်။ ။ငွေလီနဲ့ကောင်းတွေကလူမှုကူညီရေးအသင်းပရာဟိတတင်ပရာဟိတကူညီကယ်ဆယ်ရေးသမားနမဲကြီးနုပညာသမားဖုံကြောင်စတဲ့အမြင်တွေနဲ့တူပါထားတာတွေကိုတွေ့ရပါတယ်။ပထမဆုံးတစ်ခုကတော့ follower 6000ကျော်ရှိတဲ့ရွှေလာမစ်လူမှုကူညီရေးအသင်းအမြင်နဲ့ Facebook အကောင့်ပါ။ဒီအကောင့်က2022ခုနှစ်မှာမောင်ဖုံးဖန်အမြင်နဲ့စပြီးအသုံးပြုခဲ့တာပါ။ အဲ့ဒီနောက်ပိုင်းမှာလဲ our don't give credit ငွေရတနာချင်းငွေလုပ်ငန်းဘဝအာမန်ချင်းငွေလုပ်ငန်းဆိုပြီးနာမည်ပြောင်းလဲအသုံးပြုထားပါသေးတယ်နောက်ဆုံးမလ9ရက်နေ့မှာမှာရွှေလာမင်းလူမှုကွန်ရီအသင်းဆိုပြီးအမည်ပြောင်းလဲထားတာပါဒီ page မှာတုံးနေတဲ့အလူငွေကောက်ခံတဲ့ငွေလွှဲအမည်နဲ့နံပါတ်က KP39 689333339ဥဖိုးတရုတ်နဲ့ WP39 689333339ချုံမြတ်အောင်ပါ ဒီ page ကငွေမလုတ်ခင်မလာစာမိုင်းရဲကငွေလိမ့်နာတွေပြုတ်လုနေတာပါ page မှာဖော်ပြထားတဲ့အထဲမှာကြောက်ကက်ဆင်းနေရတဲ့လူနာအတွက်ရွှေလာမင်း logo နဲ့ video file တွေဖော်ပြပါတယ်အဲ့ဒီထဲမှာ kp wp နဲ့ငွေလွှဲဖို့အတွက်နံပါတ်လေပါဝင်ပါတယ်ဒီလူနာအကြောင်းကိုရှာဖွေတဲ့အခါမှာသူက TikTok အကောင့်မှာကြောက်ကက်ဆေးဖို့အတွက်အလူငွေလက်ခံနေတာပါသူကိုယ်တိုင်ကနေငွေလက်ခံတဲ့ MPD ဖုန်းတစ်ခုပဲရှိပြီးတခြားဟာတွေကလိမ်နေတာဖြစ်ကြောင်းကိုပြောထားပါတယ် ဒါကြောင့်ရွှေလမင်းလူမှုကူညီအသင်း page ကအခုမှငွေရင်းတာမဟုတ်ဘဲအရင်ကတည်းကလိမ်နေတဲ့ page ပဲဖြစ်ပါတယ်။နောက်တစ်ဖေ့ချ်တစ်ခုကရွှေညာပါရမီပညာခါနာ Facebook page ပါ။ ဒီ page ကိုတော့ငရင်းလောက်ပြီးနောက်ရက်မလာ29ရက်နေ့မှာမှဖွင့်ထားတာဖြစ်ပါတယ်။ဒီမှာ 3KB ကတော့39448692200ကြော်စွာပါ။ဒီဖုန်းနံပါတ်နဲ့ရှာဖွေကြည့်တဲ့အခါမှာအရင်ကတည်းကကားကန်ဆယ်မဲ့ဖောက်တာ၊ရေဘေးလူ၊ကားရောင်းဝယ်ရေးစတဲ့နံပါတ်တွေနဲ့လိမ်နေတဲ့အကောင့်ပဲဖြစ်နေတာကိုတွေ့ရပါတယ်။2023ခုနှစ်မှာဒီဖုန်းနံပါတ်နဲ့ပဲကိုကျော်စောကားလက်ကီဒရောကိုရာကျော်ကားကန်ဆယ်မဲ့ရောင်းချပေးနေပါပြီ။ကိုကျော်စောကားကန်ဆယ်မဲ့ရောင်းချပေးနေပါပြီ။ မောင်ရကျော်ကားလက်ဂီဒရော့စတဲ့အမည်တွေနဲ့ Facebook page တွေကနေကားမဲဖောက်ဖို့အတွက်ကန်ဆယ်မဲတွေရောင်းချနေတာတွေ့ရပါတယ်။2024ခုနှစ်မှာဆိုရင်တော့ဥကျော်စောလင်းကားကန်ဆယ်မဲရောင်းချဥကျော်စောကားလက်ဂီဒရော့ကိုကိုကားကန်ဆယ်မဲရောင်းချပေးနေပါပြီ။ကိုကိုလေးကားရောင်းဝယ်ရေးမောင်ရကျော်ကားမဲရောင်းဝယ်ရေး စားတဲ့အမည်တွေနဲ့အပြင်ရေဘေးသင့်ပြည်သူကိုပါဝင်လှူဒန်းပေးကြပါဆိုတဲ့အမည်နဲ့ page တစ်ခုနဲ့လည်းအလှူငွေကောက်ခံတာတွေ့ရပါတယ်ဒီ page ကိုပဲမြစည်းမကဆက်သွယ်ပြီးလိပ်စာမေးတဲ့အခါမှာလည်းအလှူငွေထည့်ဖို့ကိုပဲဇက်တိုက်ပြောတာတွေ့ရပါတယ်နောက်တစ်ခုကတော့ခိုင်နှင်းဝင်ရင်သွင်းငယ်လေးများခေရဆိုတဲ့အမည်နဲ့ page တွေပါဒီလိုခိုင်နှင်းဝင်အမည်ကိုတုံးပြီးဖြန့်ထားတဲ့ page ပေါင်း59ခုကိုတွေ့ရပါတယ်ခိုင်နှင်းဝင်ရင်သွေးလေးများကေဟာခိုင်နှင်းဝင်မိဘမဲ့ကလေးများကေဟာခိုင်နှင်းဝင်မိဘမဲ့ရင်သွေးလေးများကေဟာစသည်ဖြင့်တွေ့ရပြီးခိုင်နှင်းဝင်အမည်တစ်ခုထဲနဲ့ page တွေကိုလည်းတွေ့ရပါတယ် ဒီလပင်းတွေကနေ KP WP တွေနဲ့အလူခံနေကြတာပါဒီထဲက follower 6900ရှိတဲ့ခိုင်နှင်းဝင်ရင်သွေးငယ်လေးများ KR page မှာတုံးတဲ့ငွေလွှဲအကောင့်ကတော့ KP 396966634မတ္တနာထွန်း WP 3995355469ပြည့်ဖြိုးထွန်းဖြစ်ပါတယ်ဒီ page ကနေဖော်ပြထားတဲ့မလ3ရက်နေ့ဂုဏ်ပြုမှတ်တမ်းလွှာဟာ pay အစစ်ကဖော်ပြထားတဲ့အမည်တွေနဲ့မတူညီသလိုရေးထားတဲ့စလုံးပုံစံမတူညီတာကိုလည်းတွေ့ရပါတယ် page အတူမှာလာရောက်လှူဒန်းသူကိုအမြည်ရေးပေးတယ်လို့ယူဆလို့ရပါတယ်ဒါအပြင် page နဲ့တွဲချိတ်ပြီးဖော်ပြထားတဲ့ YouTube channel link ရဆိုရင်လည်းခိုင်နှင်းဝင် Pride အသင်းရဲ့ဆက်ဆက်မှုရှိတဲ့ channel ကိုဖော်ပြထားပါသေးတယ်။ follower 9200ရှိတဲ့ခိုင်နှင်းဝင်ရင်သွင်းငယ်လေးများ KR page မှာတုံးတဲ့ငွေလဲအကောင့်ကတော့ KB 3968 443098မင်းညီခန့် wave 396840320ဖြစ်ပါတယ်ဒီ page ဟာဆိုရင် page asset ကနေဖော်ပြတဲ့ဂုဏ်ပြုမှတ်တမ်းလွှာတွေအပြင်အပေါ်မှာရေးတဲ့စာကိုပါထည့်သွင်းပြီးမိနစ်ပိုင်းတွေပြန်လည်ကူးယူပြီးဖော်ပြတာကိုတွေ့ရပါတယ်ဒီဖုန်းနံပါတ်နဲ့ရှာဖွေတဲ့အခါမှာဒီဝိတ်နံပါတ်နဲ့မလာတဲ့မှာပဲလွင်ခန့်ပိုင်ဆိုတဲ့အကောင့်ကနေဒလားမျိုးကကုန်ထမ်းသမားတွေအလူငွေကောက်ခံနေတာကိုမလာတဲ့မှာတွေ့ရပါတယ်။ခုချိန်ဒီကောက်ထားတဲ့အလူငွေတွေကိုတောက်ရောက်လှူဒါန်းတဲ့လူဖော်ပြတာမျိုးမတွေ့ရပါဘူး။ နောက်တစ်ခါဒီကုံထမ်းသမားအတွက်လူငွေကောက်တဲ့အချိန်မှာတုံးနေဇော်နိုင်မင်းဆိုတဲ့အမည်နဲ့ KB နံပါတ်39695449တခုလည်းရှိနေပြီးဒီနံပါတ်နဲ့ရှာဖွေတဲ့အခါမှာအွန်လိုင်းကနေပစ္စည်းဝယ်ပြီး30ဖို့အလိန်ခံလိုက်ရတာတွေပေးပေးကောင်းနဲ့ပတ်သက်ပြီးဝန်ဆောင်မှုတွေပေးတယ်ဆိုပြီးငွေလိန်သွားတာတွေကိုအလိန်ခံလိုက်ရတဲ့သူတွေက Facebook မှာဖော်ပြထားတာတွေကိုတွေ့ရပါတယ်ဒါကြောင့်အခုဖြစ်တဲ့ငလင်းဘေးမှာငွေလိမ်တာမဟုတ်ပဲအရင်ကတည်းကခေါင်းစဉ်မျိုးမျိုးနဲ့ငွေလိမ်နေခဲ့တာပဲဖြစ်ပါတယ်။ တခြားခိုင်နှင်းဝင်ရင်သွင်းငယ်လေးများကေရအမည်နဲ့ page အတူတွေမှာလည်းငွေလိမ်နေကြပါသေးတယ်။ဒီ page တွေကတော့ follower များနေတဲ့အတွက်အလူရှင်တွေသတိထားဖို့ဖော်ထုတ်လိုက်ရပါတယ်။ခိုင်နှင်းဝင်ရင်သွင်းလေးများကေရ page အစစ်ဟာနှစ်ခုရှိပါတယ်။ Facebook ကလည်းတိမတ်ပြူတဲ့အပြာရောင်မှတ်သားပါဝင်တဲ့ခိုင်နှင်းဝင်ရဲ့ Facebook account ကနေမလ28ရက်နေ့ကဖော်ပြထားတဲ့ post မှာသူ့ရဲ့ကေရ page တစ်ခုကိုထည့်သွင်းဖော်ပြထားပါတယ်။ follower 9800ကျော်ရှိတဲ့ခိုင်နှင်းဝင်ရင်သွေးလေးများကေရ page နဲ့ follower 3000ကျော်ရှိတဲ့ခိုင်နှင်းဝင် foundation ဆိုတဲ့ page တွေပါ ီပိတ်ရွှေကိုစာဖို့ဆက်တွေကလှူဒန်းလို့ရပြီးငွေလဲလို့ရမယ့်အကောင့်ပိုင်ရှင်စုနှင်းပွင့်ဆိုတဲ့အမည်နဲ့အကောင့်တွေကိုအချက်လက်ပြည့်စုံနဲ့ပြန်လည်ပေးပို့ပါတယ်။ခုလက်ရှိမြစည်းမကနေတက်တဲ့အထောက်ထားပြည့်စုံတဲ့ကွာအတီးပြုတ်ပြီးငလင်အချောင်းပြပြီးငွေလင်ကောက်တာတွေကိုစုစည်းဖော်ပြထားတာပါ။ငွေလင်ကောက်တွေကဒီနံပါတ်တွေနဲ့ပါ KVZ ပေးမှာဆိုရင်39963333339ဥဖိုးတရုတ်39448429290 39696686634မတ္တနာထွန်း39963333339 39962443098မင်းကြီးခန့်39965449783တို့ပဲဖြစ်ပါတယ်။ဝေဖေးမှာဆိုရင်တော့39968933393ချိုမြအောင်39655359ပြည့်ဖြိုးထွန်း39963423923တို့ပဲဖြစ်ပါတယ်။မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်းကြောင့်စကိုင်းမန္တလေးနေပြည်တော်ဘကိုးစတဲ့ငလင်းဘေးတံတင်ဒေသတွေမှာအကူအညီတွေများစွာလိုအပ်နေဆဲဖြစ်ပါတယ်။ ဒီအတွက်လှူဒန်းမယ်ဆိုရင်တော့မိမိယုံကြည်စိတ်ချရတဲ့သူတွေစီကတစင်လှူဒန်းကြဖို့နဲ့တန်ရရရှိတယ်ဆိုရင်သူတို့ဖော်ပြတဲ့ဖုန်းနံပါတ်ကိုအရင်ဆုံးစစ်ဆေးလိုက်ဖို့လိုပါတယ်။တရိပ်ပတ်ရှိသူတွေအနေနဲ့လည်းငွေလိမ်နယ်လို့တန်တရရှိတဲ့အကောင့်တွေ page တွေကိုမျိုးစိမကိုပေးပို့လို့ရပါတယ်။ပေးဖို့မယ်ဆိုရင်တော့ t.ly/agfbz ဆိုတဲ့ link ကနေတစင်အကောင့် link နေတဲ့ကွာပေးဖို့လို့ရပါတယ် လူ့ကောင်မီဒီယာရဲ့ဆက်လက်ရည်တည်မှန်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာမမဝီပေးခြင်းဖြင့်ဦးနိုင်ကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါစီ ဆက်လက်ပြီးတိတ်ဆုံးခန္ဓာကိုယ်နဲ့ပတ်သက်တဲ့အယူအဆအလွဲတွေအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မင်္ဂလာပါ။လက်ရှိအချိန်ကကျွန်တော်တို့နိုင်ငံရဲ့ဒေတာအများစုမှာငလင်တန်းကြောင့်ထိခိုက်ပျက်စီးမှုတွေနဲ့လူသေဆုံးမှုတွေများပြားနေတဲ့အချိန်ဖြစ်ပါတယ်။ဖျားပြင်းငလင်ကြီးလှုပ်ခတ်ပြီး၃ရက်ခန့်ကြာတဲ့နောက်မှာတိတ်ဆုံးမှုတွေတဖြည်းဖြည်းမြင့်တက်လာနေပြီးငလင်တန်းတင့်ဒေတာကပြည်သူတွေအနေနဲ့တိတ်ဆုံးခန္ဓာကိုယ်တွေကိုပတ်ဝန်းကျင်မှာအများအပြားတွေ့မြင်နေရတာကြောင့်ကူးဆက်ယောဂါနဲ့ ကျမရေးဆိုင်ရာပြဿနာတွေဖြစ်ပွားလာနိုင်မှုအပေါ်စိုးရိမ်စိတ်မြင့်တက်နေတယ်လို့ကြားသိရပါတယ်။ဒီလိုအချိန်မှာတိတ်ဆုံးခန္ဓာကိုယ်တွေနဲ့ပတ်သက်တဲ့အယူဆအလွဲတွေနဲ့တိတ်ဆုံးခန္ဓာကိုယ်တွေကိုစနစ်တကျဂိုင်တွယ်ဖို့နည်းလမ်းတွေကိုပြောပြပေးခြင်းပါတယ်။တိတ်ဆုံးခန္ဓာကိုယ်တွေကြောင့်ကုသက်ယောဂါတွေဖြစ်လာနိုင်သလား။တကယ်တမ်းတော့ကုသက်ယောဂါပြန့်ပွားမှုတွေဟာတိတ်ဆုံးပြီးခန္ဓာကိုယ်တိုင်းကနေဖြစ်နိုင်တာမဟုတ်ပါဘူး။ တည်ဆုံခန္ဓာကိုယ်တွေမှာယောဂါပိုးရှိနေခဲ့ပြီးအဲ့ဒီတည်ဆုံခန္ဓာကိုယ်တွေကိုကင်တွယ်တဲ့အခါမှာလုံလောက်တဲ့ကာကွယ်မှုနဲ့စနစ်ကျမှုမရှိမှသာယောဂါပိုးတွေကူးဆက်ပြန့်ပွားနိုင်တာမျိုးဖြစ်ပါတယ်။ဒါကြောင့်မို့ပြည်သူတိုင်းကူးဆက်ယောဂါအတွက်ထိတ်လန့်နေစရာမလိုပဲတည်ဆုံခန္ဓာကိုယ်ကိုကင်တွယ်နေရတဲ့ကယ်ဆေးသမားတွေကသာအဓိကကူးဆက်ရမှာဖြစ်ပါတယ်။တေဆုံးခန္ဓာကိုယ်တွေကိုကင်တွယ်တဲထုတ်နေတဲ့ကေဆေးသမားတွေအနေနဲ့ တိတ်ဆုံးခန္ဓာကိုယ်တွေကိုဒရိလလွတ်ကင်တွယ်မိမယ်ဆိုရင် တွေးကတဆင့်ကူးဆက်တတ်တဲ့ HIV ပိုးအသေးအောင်တဝါပိုးတွေအညစ်အကြေးကတဆင့်ကူးဆက်တတ်တဲ့ဝမ်းရောဂါလိုမျိုးတွေဖြစ်နိုင်ပါတယ်ကဲဇေးကြီးလုံနေရင်အပြက်စီးတွေကြောင့်ထိခိုက်ဒဏ်ရာရမှုတွေရှိနေခဲ့မယ်ဆိုရင်လေမိမိကိုယ်ကိုအရင်ကူးစိုက်ဖို့လိုအပ်ပါတယ်။ဒါမှသာပေါက်ပြဲဒဏ်ရာကတစင်းယောဂါပိုးတွေမကူးဆက်နိုင်မှာဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာကယ်ဆယ်ရေးလုပ်သားတွေလိုက်နာစရာအချက်တွေလည်းရှိနေပါတယ်။နံပါတ်၁ကတော့လက်အဝတ်စင်ပါ။ဖြစ်နိုင်ရင်လေးတက် glove တွေသုံးတာအကောင်းဆုံးဖြစ်ပေမဲ့အလွယ်တကူမရရှိနိုင်ဘူးဆိုရင်တော့ကြွကြွေးကိုအနည်းဆုံးနှစ်ထပ်ဆွပြီးသေဆုံးခန္ဓာကိုယ်တွေကိုကင်တွယ်ပါ။ဒါမှမဟုတ်ပုဂံစေး rubber လက်အိတ်တွေနဲ့လည်းကင်တွယ်လို့ရပါတယ်။တခါကင်တွယ်ပြီးတိုင်းဆက်ပြာနဲ့တေချာစွာစေကြောတင်ပါတယ်။လေတွေပောက်ပြဲသွားရင် ေဆုံးခန္ဓာကိုယ်ကအရေးတွေနဲ့ထိတွေ့မိပြီးယောဂါကူးဆက်စေနိုင်တာမို့မကြာခဏသတိထားပြီးလဲပေးဖို့လည်းလိုအပ်ပါတယ်။နံပါတ်2ညနာနဲ့မျက်လုံးကိုလည်းကာကွယ်ပါ။အနံစိုးတွေကနေကာကွယ်ဖို့အဓိကအားဖြင့်နှာခေါင်းနဲ့ပါးစပ်ကို max ဒါမှမဟုတ်တန်ရှင်းတဲ့ဝက်ဆာအထူနဲ့လုံခြုံစွာဖုံးအုပ်ထားပါ။ဖြစ်နိုင်ရင်မျက်လုံးအကာအကွယ်နဲ့ face shield တပ်စင်ပါ။ဒါမှမဟုတ်တင့်တော်ရာပလတ်စတစ်ကို ဖက်ရှိအဖြစ်အသုံးပြုပါဒါပေမဲ့တရားရဂိုင်းလုံးလိုအပ်တာမျိုးမဟုတ်ဘဲမဖြစ်နိုင်တဲ့အနေအထားမျိုးမှာဆိုရိုးရိုးမက်စ်နဲ့ပဲအကာအကွယ်ယူနိုင်ပါတယ်နံပါတ်3ခန္ဓာကိုယ်ကိုကာကွယ်ပါ PP level 2တွေရနိုင်ရင်အကောင်းဆုံးဖြစ်ပေမဲ့အလွယ်တကူမရနိုင်ရင်တော့ခန္ဓာကိုယ်ကိုလုံခြုံအောင်ဖုံးထားနိုင်မဲ့အင်ဂျီလက်ရှည်ဘောင်းမီရှည်ဝတ်ဆင်ပြီးအပေါ်ကနေ plastic ဒါမှမဟုတ်အဝတ်ထုတစ်ထပ်ထပ်မံဝတ်ဆင်ပါ အသုံးပြုပြီးသားအဝတ်အစားတွေကိုစက်ပြနဲ့တေချာလျှော်ဖွက်ပါရာဘာဖနက်ဒါမှမဟုတ်ခြေထောက်လုံစေတဲ့ဖနက်တွေကိုဝတ်ဆင်ပါကဲဆေးလုံသားတွေအဓိက လိုက်နာရမယ့်အချက်တွေကတော့တေဆုံးခန္ဓာကိုယ်တွေကိုကင်တွယ်ပြီးတိုင်းလက်ကိုစက်ပြနဲ့အနည်းဆုံးစက္ကန့်20ကြာစေကျော်ပါတေဆုံးခန္ဓာကိုယ်ကိုတည်ထုတ်ရမှာအသုံးပြုတဲ့ပစ္စည်းတွေကိုလည်းတေချာစွာပိုတက်ပါ တေဆုံးခန္ဓာကိုယ်တွေကိုကင်တွယ်နေရင်အဆဆတာရေတောက်တာတွေကိုရှောင်ကျင်ပါတေဆုံးခန္ဓာကိုယ်နဲ့ဓာတ်ရိုက်ထိတွေ့ခြင်းနည်းနိုင်သမျှနေအောင်ကာကွယ်ပါကဲဆယ်ရေးလုံနေရင်စိတ်ထိခိုက်စရာမြင်ကွင်းတွေကိုမကြာခဏတွေ့မြင်ရနိုင်တဲ့အတွက်ကဲဆယ်ရေးလုံသားတွေအနေနဲ့တတ်နိုင်သမျှစိတ်ကိုအနာပေးပါအချင်းချင်းဖေးမှာပါ အများပြည်သူတွေလိုက်နာစရာချက်တွေလည်းရှိနေပါတယ်။တိတ်ဆုံးခန္ဓာကိုယ်တွေကိုတေချာထုတ်ပိုးထားပြီးအပူချိန်ရောတဲ့နေရာအရိပ်ရတဲ့နေရာတွေမှာထားပါ။တိတ်ဆုံးသူရဲ့မိသားစုဝင်တွေကိုရှာဖွေအသိပေးနိုင်ဖို့ဖြစ်နိုင်ရင်တိတ်ဆုံးသူကိုတွေ့ရှိတဲ့နေရာကိုမှတ်တမ်းတင်ပြီးမျက်နှာထင်ရှားတဲ့အမှားရွအမှတ်အသားဒါမှမဟုတ်လက်ဝတ်လက်စားတွေကိုဓာတ်ပုံရိုက်ယူထားပါ။ တောက်ရီ၃ရီပေါ်အကျိုးတက်ရောက်မှုနဲ့ရေတန့်ကာကွယ်နည်းအစဉ်စဉ်ကိုလည်းဆက်လက်ပြောပြပေးခြင်းပါတယ်။တေဆုံးခန္ဓာကိုယ်တွေကနေတောက်ရီ၃ရီပေါ်ဓာတ်ရိုက်အကျိုးတက်ရောက်မှုနည်းတယ်ဆိုပေမဲ့အခုလိုသဘာဝဘေးအန္တရာယ်ဖြစ်ပွားထားတဲ့ကာလတွေမှာမိလာနဲ့ရေစိုးနှုတ်စနစ်တွေပျက်စီးတာတောက်၃ရီအတွက်ရေတန့်စင်ဖို့အခက်အခဲရှိတာတောက်၃ရီထဲဖို့တန့်ရှင်းတဲ့ပုံတွေမလုံလောက်တာကြောင့်တန့်ရှင်းတဲ့တောက်ရီ၃ရီရရှိနိုင်ဖို့ခက်ခဲပါတယ်။တန့်ရှင်းတဲ့တောက်၃ရီရရှိနိုင်ဖို့အတွက် ေဆုံးခန္ဓာကိုယ်တွေကိုမြုပ်နှံတဲ့နေရာတွေနဲ့အနည်းဆုံးမီတာ30အကွာကရေကိုပဲအသုံးပြုပါ။ရေရရှိနိုင်တဲ့ရေတွင်းတွေကိုသေချာဖုံးအုပ်ထားပါ။လက်တလုံးမှာရေတွေဟာအနံ့ဆိုးတွေရှိနိုင်တဲ့အပြင်မမြင်ရတဲ့ရောဂါပိုးတွေပါပါလာနိုင်တာမို့ဝမ်းရောဂါ၊ဥရောငန်းပြားနဲ့အသေးရောင်အတဝါတို့လိုမျိုးကူးစက်ရောဂါတွေဖြစ်ပွားနိုင်တာကြောင့်ရေကိုတတ်နိုင်သလောက်တန့်စင်ပြီးမှအသုံးပြုပါ။ ရေကိုတန့်စင်ရမှာပထမဆုံးအနေနဲ့ရေမှာပါလာတဲ့အမိုက်ထရိုက်နဲ့အမှုန်ဟွားတွေကိုရေစင်းနဲ့ဖြစ်စေအဝတ်တန်တန်နဲ့ဖြစ်စေစစ်ထုတ်ပါစစ်ထုတ်ပြီးရင်မြင်နိုင်တဲ့အမိုက်တွေမရှိတော့ဘူးဆိုပေမဲ့မမြင်ရတဲ့ရောဂါပိုးတွေရှိနေနိုင်လာမှုတန့်ရှင်းတဲ့ပိုးနဲ့ရေကိုစူအောင်ကြိုချက်ပြီးမှအေးအေးခံအသုံးပြုတင်ပါတယ်ဒီချက်လက်တွေကလည်းတစင်း ပြည်သူတွေအနေနဲ့တဘာဝဘေးရန်တွေအကြောင်းဖြစ်ပွားတဲ့နောက်ဆက်တွဲရောဂါဖြစ်ပွားမှုတွေကိုကာကွယ်နိုင်ကြဖို့စုမုံကောင်တောင်းလိုက်ရပါတယ်။ဒီချက်လက်တွေကိုတော့အခမဲ့ပြည်သူစေကန်း FOC Teleclinic ကနေကိုးကားဖော်ပြထားတာဖြစ်ပါတယ်ခင်ဗျာ။ကျမတို့မစ္စမဗီဒီယိုကထုတ်လွှင့်နေတဲ့သတင်းအစီအစဉ်တွေသတင်းဆောင်မတွေဆက်သွယ်မြင့်မြတ်ချက်တွေနဲ့ပတ်သက်ပြီးတော်တော်ရှင်တို့အနေနဲ့ဝေဖန်ချံပြူချက်တွေနဲ့ရင်ဖွင့်ပြောပြခြင်းနဲ့အကြောင်းအရာတွေကို စမတို့ရဲ့ Facebook Video ဆောင်းမရှင်ဆွဲ Telegram Group ကိုစာရေးသားပေးပို့နိုင်ကြပါတယ်။သောတာရှင်တို့ရဲ့ဝေဖန်ကြံပြချက်တွေကိုကြိုဆိုပါရစေ။ Facebook Video ရဲ့ဒီနေ့ညအစီအစဉ်ကတော့ဒီလောက်ပါပဲ။မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဆရာနာရှင်ဘေးကနေကင်းဝေးပြီးကိုစိတ်နှပါချမ်းသာချမ်းသာပါစေလို့ Facebook Video ဖွဲ့သားတွေကဆုတောင်းမြတ်တာပို့သားလိုက်ပါတယ်။မြမပီသူတွေနဲ့တူရက်တည်နေမဲ့မစ္စမဗီဒီယိုပဲဖြစ်ပါတယ်။နားဆင်ကြတဲ့သူတွေအားလုံးကျမ်းမာကြပါစေရှင်။